ဟုတ်ကဲ့ဒူတွေဒူမတွေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ဦးလေးပြောပြတဲ့ဂျင်းတဲ့အကြောင်းလေးကဘာလဲဆိုငါနော်ဦးလေးတို့ကငါပဲငါပဲငါပဲဆိုနော်နော်နေရကလေးကငါလားသပင်လေးကငါလားတွားလေးကငါလားနော်လေပင်လေးကငါလားဘိုက်ကလေးကငါလားလက်ကလေးကငါလားတခုချင်းတိုက်ကြည့်တဲ့အခါကျတော့နော်ခြေတော်ကလေးကငါလားဆိုအားလုံးကြည့်လိုက်တော့ငါဆိုတာမရှိဘူးနော် เนาะအစိတ်ပိုင်းတွေပဲရှိတယ်เนาะငါဆိုမရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့တရားတော်ဘုရှိတယ်เนาะအဲ့တရားတော်ကဘာလဲဆိုတနေ့သောကမှာဘုရင်ကြီးကเนาะလေသာပရိယလမ်းပြီးတော့ကြီးလိုက်တယ်တဲ့ကြီးလိုက်တဲ့အခါမှာเนาะအောက်မှာစောင်းသမားလူရင်စောင်းလေးတီးနေတော့အတန်လေးကตายရတော့စောင်းသမားလူရင်ခေါ်ခေါ်လာအောင်ဆိုမင်းကြီးနေတော့ခေါ်တော့เนาะခေါ်တော့စောင်းသမားလူရင်ရောက်တော့စောင်းသမားလူရင်ဒီအတန်လေးကိုငါလိုချင်တယ်အတန်လေးကဒီထဲမှာရှိကိုရှိရမယ် ဘယ်နေရာမှာရှိတယ်မသိဘူးရှိကိုရှိရမယ်နော်အဲဆောင်းလာရင်ဇင်မင်းကြီးဆောင်းဆောင်းနဲ့ဆောင်းကျိုးနဲ့လက်နဲ့တီးလို့မြည်လာတာပါဒီထက်မှအတန်မရှိပါဘူးခင်ဗျာဒါမှမဟုတ်ဘူးရှိကိုရှိရမယ်မရှိဘဲနဲ့ဒီထဲမှာထွက်လာဘူးဆိုတော့ဘယင်းကြီးကဇွတ်ပဲတဲ့အဲ့ဒါကဲအဲ့ဒါဆိုရင်ကဲဆောင်းကျိုးတွေဖြတ်ဖြတ်ပြီးကြည့်နော်အမထွက်လာဘူးအတန်လေးကထွက်မလာဘူးဒါဆောင်းကိုတစားချင်းဖြုတ် နော်ဒါစားချင်းခြေဖွဲ့ပြီးတော့နော်ခြေဖြတ်ပြီးတော့ခုနကလိုရိုက်ချိုးမထွက်လာဘူးအတန်လေးကထွက်မလာဘူးကဲကွာအတန်လေးကရှိကိုရှိရမယ်ဒီတက်မှရှိကိုရှိရမယ်အဲ့တော့မီးရှို့လိုက်ကွာမီးရှို့လိုက်ပြာဖြစ်သွားရင်ပြာထဲမှာလိုက်ရှာမယ်အတန်လေးကိုအရှာတယ်နော်ပြာဖြစ်သွားတဲ့ရှာရင်မတွေ့ဘူးမတွေ့တော့တခါကဲကွာပြီးအဲ့ပြာတွေရေထဲမြှောက်လိုက်ကွာအဲ့အတန်လေးကပေါ်ပြီးကြံကမှာ နော်ကြံကိုကြံခဲ့ရမယ်မင်းတို့ကြည့်ဆိုတော့ဘုရင်ရတဲ့ဇုတ်ပဲအဲ့ဒါပြာလေးတွေကိုနော်ရေထဲမျောလိုက်တော့ရေထဲမျောသွားတာပေါ့ဘာအတန်းမှထွက်မလာအဲ့တော့အဲ့ဒါဘာဆိုလိုတာလဲဆိုတော့နော်ဒီစောင်းကျိုးနဲ့လက်နဲ့ထိလို့မြည်လာတာနော်အဲ့အတန်လေးပေါ့အဲ့အတန်လေးကိုဘုရင်ရလိုချင်တယ်ဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်မလဲနော်အဲ့တော့ဒီစောင်းတမ်းမှာသူကကြွက်ရှိတယ်လို့မျိုး အကောင်လေးရှိသလိုမျိုးသူကရှိနေလို့ပြောနေတာနော်နောက်တစ်ခုကသူကဘာလဲဆိုဒီအားကိုမီးရှို့ပြီးတော့ဖြတ်သိလိုက်တော့လဲပေါ်မလာဘူးပေါ်မလာတော့ဘယင်ကြီးကသဘောမကျဘူးသဘောမကျတော့နော်သူကမကျင်နိုင်ဘူးလေအဲ့ဒါပေါ့အဲ့ဒါဘာလဲဆိုဦးလေးတို့ကဒီဦးလေးတို့လည်းအခုတရားတွေအားထုတ်တယ်မျက်စိနဲ့နော်အစင်းနဲ့တိုက်တော့မှမြင်စိတ်ဆိုပေါ်တာနော်နှာခေါင်းနဲ့အနံ့နဲ့ နံတော့မှเนาะအနတ်သိစိတ်ဆိုရเนาะအနတ်သိစိတ်ပေါ်လာရှာနဲ့เนาะခြူတဲ့အရာသားလေးတွေးတော့မှခြူတယ်ဆိုအရာသားလေးเนาะဖတ်တတ်ဖြစ်တော့မှပေါ်လာအဲ့လိုပေါ်လာတွေကိုကိုပိုင်ကိုဆိုင်သဘောမရှိဘူးခုနလိုပဲစောင်းနဲ့စောင်းကျိုးနဲ့လက်နဲ့တီးခတ်တော့မှပေါ်လာတဲ့အတန်လေးအဲ့လိုပဲဦးလေးတို့ရဲ့ရှာနဲ့နော်စားစရာနဲ့ထိတော့မှဖတ်တတ်ဖြစ်တော့မှပေါ်လာတာနားနဲ့တိုက်တော့မှ အကျအတန်ကြတာနော်မျက်စိနဲ့မြင်တော့မှမြင်စိတ်ပေါ်လာနော်အဲ့တော့နော်ခန္ဓာကိုယ်နဲ့ ठी တော့မှ ठी မှန်းသိတာနော် ठी တွေ့ ठी တွေ့မှုသိတာပေါ့အဲ့ဒါပေါ်လာအဲ့ဒါတွေကအကောင်လုံးကဖတ်တတ်ပြီးတော့ပေါ်လာတယ်ပဲပြီးရင်ပြတ်သွားတာပဲနော်အတန်လေးနဲ့တီးလိုက်တယ်နော်စောင်းတန်လေးနဲ့တီးတယ်ပြီးရင်ပြတ်သွားတာပဲနိအဲ့အဲ့ဒါလေးတွေကိုတရားသဘောအရဒီတက်မှာငါရှိသလားဒီတက်မှာအတန်ရှိသလားမရှိဘူး ဒီတဲ့မှာငါရှိတာမရှိဘူးเนาะအဲ့ဒါဟာကိုเนาะဒီတရားလေးတစ်ပုဒ်ကိုဦးလေးကကြားဘူးလို့เนาะအားလုံးတင်ပြပါရစေကျေးဇူးတင်ပါတယ်အာတာရုတာရုတာရု